ဘယင်ဆိုတာအရက်သူတယောက်ကိုကြိုက်ပြီးတော့ဒီအရက်သူကိုကြိုက်လိုက်တာဆိုပြီးယူလို့မရအောင်။များသောအားဖြင့်ဘယင်တွေယူထားတာတွေကအဲ့ဝန်ကြီးသမီးတွေရှိတယ်။အဲ့မူမတ်တရဲ့သမီးတွေရှိတယ်။ဒီစော်ဘွားမျိုးစားနေစားတွေရဲ့သမီးတွေရှိတယ်ပေါ့နော်။ဒီမာရီမို့ပေါ့အဓိကသူကိုရီးယားရာဇဝင်ကောက်ကိုကြိလိုက်ရင်ဘယင်ရဲ့မိဖုရဲ့ခေါင်းကြီးရဲ့ဝန်ကြီးချုပ်ရဲ့သမီးဖြစ်ရတယ်မလား။အဲ့အဲ့လိုပဲဘယင်ဆိုတာကြိုက်တဲ့မိမကိုယူလို့မရအောင်။နောက်ခံ background ကောင်းတဲ့မိမကိုယူရတယ်။ဒါမှကိုယ့်ရဲ့ထင်းနှံတည်မြဲမယ်ကိုယ့်ရဲ့နိုင်ငံတော်ကြီးအေဂျင့်တာရမယ်ဘယင်ဆိုတာအဲ့ရုပ်ချော့ချော့ဟိုမချော့ချော့လက်ကိုလက်ထရမယ် ဘာလို့လဲဆိုတော့ဘယင်ဟာကိုယ့်ရဲ့နှလုံးသားကိုဦးစားမပေးရအောင်တိုင်းပြည်ကြီးကသာဦးစားပေးရတယ်ပေါ့နော်အခုဆိုရင်လည်းပဲကြည့်ပါလား smart card တွေထုတ်တဲ့အခါကျတော့ကိုယ့်အပြင်တက်ကိုရုပ်ဆိုးနေတာပေါ့နော်အဲ့ကျတော့အဲ့ကင်မရာနဲ့တောင်အခုလက်ရှိကင်မရာနဲ့တောင်ဒီလိုရိုက်လို့ဒီလိုပုံထွက်နေသေးတယ်ဟိဆိုအရင်တော့လှတဲ့မီဒီယာကလည်းပဲခင်မမီတဲ့ကင်မရာနဲ့ရိုက်လို့ဘလို့ပုံထွက်မလဲဆိုတာဒါကတော့ကို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 ပဲကိုချင်းစာပြီးတော့လက်ရှိလူတွေတွေးစေချင်ပါတယ်ဟုတ်ပါ อ๋อโอเคใช่ပါတယ်အခုဆိုရင်ရုပ်ရှင်ကားကြီးနှစ်ကားပေါ့เนาะအဲ့ဒါကိုအတွက်ကိုမြက်ကိုဒီပေါ့เนาะရိုးရဝတ်စုံနေနေတာဝန်ယူပေးဖို့ပေါ့အဲ့ဒါကိုဆိုရင်ခက် level နှစ်ခက်ဝန်းကျင်ပေါ့အဲ့ဒါကိုဟိုကန့်လန့်ထားတာရှိပါတယ်ဟောဟိုပေါ့အဓိကတော့ဒီရုပ်ရှင်ရိုက်ကူးရေးမှာကြတော့ပေါ့เนาะဟိုဒီထုတ်လုပ်သူအနေနဲ့ကြတော့ရိုးရဝတ်စုံနေဘူးပေါ့အဲ့လိုမျိုးဘယ်လိုပြောမလဲ ိုထိုက်ထိုက်တန်တန်ပေါ့ထိုက်ထိုက်တန်တန်ဟိုထုတ်လုပ်ပြီးမယ်နောက်ပြီးတော့အဲ့အတွက်ကိုပေါ့ရိုးရဝတ်စုံတွေအတွက်ကိုတုံးပြီးမယ်ပေါ့နော်တုံးပြီးမယ်ဆိုတာအလွယ်တကူပေါ့လေအလွယ်တကူဇက်ပစ္စည်းငှားတာမဟုတ်ဖဲနဲ့ရှင်နန်းတွင်းထဲမှာဒလဝတ်ခဲ့တယ်မဆိုဘရင်အဆင့်ဆိုဘလဝတ်တယ်အင်ရှင်မင်းအဆင့်ဆိုဘလဝတ်တယ်ဝန်ကြီးအဆင့်ဆိုဘလဝတ်တယ်ပေါ့နော်အဲ့ဒါဟိုမှာအလွယ်တကူပေါ့နော်ငှားရတဲ့ဇဝတ်ဇစားကိုမတုံးမင်းနဲ့မဆိုရင်တကယ်ရိုးရှင်ဆိုတာတကယ်ဖြစ်တည်ခဲ့တဲ့ဟာကိုတဘာဝဆန်ရိုက်ပြတာဟုတ်အဲ့ကြောင့်တဘာဝကြတဲ့ ဝစ်စုံလေးတွေကိုဟိုပေါ့လုတ်စေခြင်းလေပေါ့နော်အခုနောက်ပိုင်းတော့တော်တော်များဟိုပေါ့ရုပ်ရှင်ကြည့်ပြေးတက်ကကြတော့အရင်လိုမျိုးဟို service ဆိုင်နဲ့ဆိုရင်တိတ်လက်မခံကြတော့ဘူးပေါ့နော်အဲ့ကြတော့မျက်စိကိုတော်တော်များတော့လာပြီးကန့်လန့်ကြတာရှိပါတယ်။မှာများတော့အဖြစ်ကတော့ဟိုပေါ့ အကြံပေးချင်တာတော့ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ဒီရိုးရဝတ်စုံတွေအပိုင်းမှာじゃမနှမျောဖို့ပေါ့နော်မနှမျောဖို့နောက်ပြီးတော့ဒီအတွက်ကိုထိုက်ထိုက်တန်တန်လေးတုံးပေးဖို့ပေါ့နော်နောက်ပြီးတော့ရုပ်ရှင်ရိုက်ကူးတဲ့အခါမှာရိုက်ကူးတဲ့နေရာတွေပေါ့ပညာရှင်ကိုခေါ်စေချင်တာပေါ့နော်မဆိုဝတ်စုံငှားသွားရုံနဲ့ဒီပြင်မလဲမဟုတ်ဘူးပေါ့ဟိုကြတော့မှငှားဝတဲ့ဝတ်စုံပေးမယ်လို့ဟိုကြတော့မဝတ်တတ်တာတို့ဝတ်စားစင်မှုလွဲနေတာတွေရှိတယ်ပေါ့နော်အဲ့ကြတော့ဒီတက်ဆိုင်ရာဝတ်စုံဆိုလဲဝတ်စုံပညာရှင်ပေါ့နော်ပညာရှင်ကိုခေါ်ပြီးတော့ဘယ်နေရာမှာဘလို့ဝတ်တင်နေမဆိုတမိုင်းဆိုရင်လည်း တမိုင်းပညာရှင်ကိုခေါ်ပြီးတော့ဘရင်ရဆိုဖဲနေရာအင်ရှိမင်းဆိုဖဲနေရာဝင်းကြီးဆိုဖဲနေရာပေါ့နော်သူ့နေရာနဲ့သူအနေထိုင်နေအမှန်အကန်နေပေါ့အဲ့နေတုန်းကအပြုတ်အမူအမှန်ကန်နေအဲ့ခစ်တေတုန်းကအတုံးနှုံးအမှန်ကန်နေကို ုံးစေခြင်းနဲ့ပေါ့နော်ဒါကလည်းပဲပညာရှင်တွေပါမှဟိုရုပ်ရှင်ကားရေးတံခါးကောင်းမှဖြစ်မှာပေါ့လေအခုခုနောက်ပိုင်းတော့တော်တော်များစိတ်ဝင်စားလာကြပါတယ်မြက်ကိုလည်းပဲအဲ့လိုပေါ့နော်အဲ့လိုကူညီပေးဖို့အဲ့ဒီထဲမှာသူတို့နဲ့ပူးပေါင်းပါဝင်မှုကန့်လန့်မှုတွေလည်းပဲရှိလာပါတယ်ဟုတ်အော်အဲ့ဒီတော့ငလျင်တော့ကကြတော့အဓိကကတော့ရင်ကျိမှုအမွေနှစ်ဆိုတာအစားပြန်မရဘူးလीအဓိကက ဟိုဘောဒီတိုင်းလက်ရှိကျင့်သုံးနေတဲ့ဟိုဘော drum ရဲ့ယဉ်ကျေးမှုကတော့ကိစ္စမရှိဘူးဒါပေမဲ့အဲ့လိုမျိုးဘော drum ရှိပေါ့နော်ဟိုမြင်နေရတဲ့ဒုတဲ့ယဉ်ကျေးမှုတွေစုံမဆုံများတိတ်တန့်ဖျားကြီးပြိုသွားတာတို့မြမအမှုပညာလက်ရပေါ့နော်ဒီအင်းဝမြူဟောင်းဆိုတော်တော်များများပြည့်စည်တယ်ပေါ့လေအဲ့ကြတော့တော်တော်တော့စိတ်မကောင်းဖြစ်ရတယ်စိတ်မကောင်းဖြစ်ရဆိုတော့နောက်ပြီးတော့လည်းပဲတဲခဲ့တဲ့ဖျားကြီးကကို့ဘိုးဘေးတွေရဲ့ကုသိုလ်ဖျားကြီးဖြစ်နေတယ်နောက်ပြီးတော့ယဉ်ကျေးမှုအမှုပညာလက်ရမှာလည်းအစားပြန်မရတဲ့ဖျားကြီးဖြစ်နေရပေါ့နော်တကယ်လို့ပြန်စောက်နိုင်နေပဲထောင်းတော့ရှေ့လက်ရမှီဖို့ဆိုတာမလိုမနိုင်ဘူးလေအဲ့ကြတော့အဲ့တော့တော်တော် စိတ်မကောင်းဖြစ်မိပါတယ်ဟုတ်အဲ့လိုမျိုးကတော့အဓိကတော့ဟိုဘောသူတို့တွေဆိုရင်ကိုတွေဆိုရင်ဟိုဘောအလန်းကွာဝေးနေတယ်တချို့ယဉ်ကျေးမှု delay တွေအတုံးနှုံးနေဆိုရင်သူတို့ကပြန်မေးပြီးတယ်ပေါ့နော်နောက်ပြီးသူတို့တွေကကိုတွေဆိုရင်ဘလို့နေဘလို့ထိုင်ဆိုတော့ပြန်တက်မှတ်ပြီးတယ်ပေါ့မှဆိုရင်ကိုတွေဆိုအင်းအိမ်ကိုပြန်ရောက်တယ်ဆိုအဖိုးဖွားကိုကြော့ရတယ်အဲ့အပြင်မထွက်ခင်ဆိုရင်အဖိုးဖွားကိုကြော့ပြီးတော့မှထွက်ရတယ်ပေါ့နော်ကိုတွေဆိုအဲ့လိုမျိုးမကြော့ဘဲနဲ့ထွက်ရတယ် delay မရှိဘူးပေါ့နော်အဲ့လိုဆိုတခါလေကြွေးကိုအလုပ်တွေရှုပ်လို့မေ့နေပြီးဟေ့ဆိုရင်သူတို့က ဟိုကရောဘုံမိနေတယ်ပေါ့နော်အဓိကတော့ပြောမယ်ဆိုရင်တော့ကိုယ့်ကိုဘေးအန္တရာယ်ကင်းစေချင်တာပေါ့နော်အပြင်သွားတဲ့ဟေးဆိုသူတို့ဆူတောင်းမြေတာပို့ပြီးတယ်ပြန်လာတဲ့ဟေးဆိုသူတို့ဟိုပြောမယ်ဆိုရင်တော့အဖိုးအဖွားတွေအဖေမိတွေဆိုတော့သူတို့ပြောဆိုပြီးတော့သူတို့ရှေ့မှာဘယ်သွားပါပြီဘယ်ချင်းလောက်ပြန်လာပါမယ်ဆိုတာပေါ့နော်အဲ့ဒီကြတော့သူတို့ရဲ့နှွေးထွေးမှုမြေတာလည်းရတယ်လို့မျိုးဒါအော် ရှေ့ရင်ကျိမှုဒလေးရလည်းဒလို့ရှိပါလားဆိုပြီးတော့သူတို့ဘက်ကလည်းကိုရီကိုမေ့ပြီးဟေ့ဆိုအဲ့လိုမျိုးဘာလေးတော့ဘလို့ရှိတယ်နော်ဆိုတာသတိပေးတာပေါ့နော်ဟုတ်အဓိကကတော့ပေါ့နော်အီမင်းတို့မင်းရဲ့ယူသူကမိဖုရားများတယ်ပေါ့မိဖုရားများတယ်ဆိုတော့လူတွေကတမိုင်းကိုတကယ်မလေ့လာခဲ့တာပေါ့နော်အဓိကတမိုင်းကိုမလေ့လာဘူးမြန်မာလူမျိုးတွေအနေနဲ့ဒီရာဇဝင်တွေတမိုင်းတွေနေရတော်တော်မျက်ခြေပြတ်သွားတယ်မျက်ခြေပြတ်သွားတဲ့အခါမှာရှေးတုန်းကပေါ့နော်ဗရေတရိအုတ်ချုပ်မှုရဲ့အုတ်ချုပ်ရေးစီမင်းနေစီကန်းနေသူတို့တိချာမသိဘူးပေါ့နော်ရှေးတုန်းကအုတ်ချုပ်ရေးစီမင်းစီကန်းနေဆိုတာဆွေမျိုးတော်ပြီးတော့အုတ်ချုပ်ကြတာပေါ့ဆွေမျိုးတော်ပြီးအုတ်ချုပ်တယ်ဆိုတာ ာမင်းတို့မင်းရဲ့လက်အောက်မှာရှိတဲ့စော်ဘွားတွေမျိုးစားတွေနေစားတွေကဟိုသူတို့သမီးတွေကိုရွှေနန်းတော်ကိုပို့ထားရတယ်။ဒါကဟိုပေါ့နော်ဖလူဒယ်စနစ်ပေါ့နော်။ဒီချုပ်ကင်ဗဟုနန်းတော်ကြီးကချုပ်ကင်တဲ့စနစ်ပေါ့။ပြောမယ်ဆိုရင်ဒီမျိုးစားနေစားစော်ဘွားတွေကသမီးတွေကိုမိဖုရားအနေနဲ့ဆက်တာလိုက်တဲ့အတွက်ကြောင့်မို့လို့သူတို့ပတ်ဝန်းကျင်မျိုးစားနေစားတွေဂျားထဲမှာဆိုသူငါ့ရဲ့သမကဘယင်းငါ့ရဲ့တမီးကမိဖုရားဆိုတဲ့ဂုံရှိတယ်ပေါ့နော်အဲ့လိုပဲဟိုပေါ့ဘယင်အနေနဲ့ရလဲပဲဒီဆော့ဘွားတွေအနေနဲ့ရလဲဘယင်ဘက်ကပြန်ကြည့်မယ်ဆိုဒီဆော့ဘွားတွေကမပုံကန်ရဲတော့ဘူး ဘာဖြစ်လို့ဆိုသူ့သမီးတွေသူ့သားတွေရရွှေနန်းတော်မှာတစားကံဖြစ်နေတယ်ပေါ့နော်မိဖုရားအနေနဲ့ဖြစ်ရောက်နေတဲ့သားတွေရလည်းပဲလူပြူတော်သားတွေနောက်ပြီးတော့ဘုရင်ရဲ့မွေးစားသားတွေအနေနဲ့ရွှေနန်းတော်ထဲမှာအမှုထမ်းနေတယ်ပေါ့နော်အဲ့ကြတော့တောင်းတောင်းကြတော့ဟိုပေါ့ငဲ့ကွက်နေတာပေါ့ငဲ့ကွက်နေဆိုတော့ဒီဘုရင်ပုံကံမယ်ဆိုရင်တော့မှဒီဘုရင်ငါသတ်မှတ်ပဲငါမြေလေးရဲ့အဖေပဲဆိုပြီးတော့မပုံကံကြတော့ဘူးပေါ့အဲ့ကြတော့မင်းတို့မင်းကြီးကမိဖုရားများနေဆိုတော့သူ့လက်အောက်မှာအုပ်ချုပ်တဲ့မျိုးသားရွာသားတွေရဲ့သားသမီးတွေအကုန်ပေါ့နော်လူတွေထင်တယ်လို့မျိုးပေါ့လေဘုရင်ဆိုတာအရက်သူတယောက်ကိုကြိုက်ပြီးတော့ ဒီချင်းရဲ့သူကိုကြိုက်လိုက်တာဆိုပြီးယူလို့မရအောင်များသောအားဖြင့်ဘရင်တွေယူထားတာတွေကအဲ့ဝင်ကြီးသမီးတွေရှိတယ်အဲ့မူမတ်တရဲ့သမီးတွေရှိတယ်ဒီစော့ဘွားမျိုးစားနေစားတွေရဲ့သမီးတွေရှိတယ်ပေါ့နော်ဒီမှာတွေမဟုတ်ပါအဓိကသူကိုရီးယားရာဇဝင်ကားကိုကြိလိုက်ရင်ဘရင်ရဲ့မိဖုရဲ့ခေါင်းကြီးရဲ့ဝင်ကြီးချုပ်ရဲ့သမီးဖြစ်ရတယ်မဟုတ်လားအဲ့အဲ့လိုပဲဘရင်ဆိုတာကြိုက်တဲ့မိမောင်ယူလို့မရဘူးနောက်ခံ background ကောင်းတဲ့မိမောင်ယူရတယ်ဒါမှကိုယ့်ရဲ့ထင်းနှန်းတည်မြဲမယ်ကိုယ့်ရဲ့နိုင်ငံတော်ကြီးအေဂျင့်တာရမယ် တော့အခက်တွေတော့ဟိုပေါ်ရုပ်ရှင်ဟိုဒီဓာတ်ပုံကင်မရာတွေရဲ့အမျိုးအစားကောင်းခြင်းမကောင်းခြင်းနဲ့လဲဆိုင်နေ။နောက်ပြီးတော့ဟိုရွှေနန်းတော်တွေကိုကြတော့ရုပ်ချောမှရွှေနန်းတော်တွေရောက်တာမဟုတ်ဘူး။ဟိုခုမှသူတို့ခမရာရုပ်မလှလည်းပဲသူတို့အဖေကဝန်ကြီးဖြစ်နေမယ်။သူ့အဖေကစော်ဘွားဖြစ်နေမယ်။သူ့အဖေကအရာအေးပါအရာရောက်နေတဲ့နေစားပယ်စားကြီးဖြစ်နေတဲ့ဟိဆိုသူ့သမီးကရွှေနန်းတော်တွေရောက်ကိုရောက်တယ်။အဲပေါ်တချို့ဟိုပြန်ကြည့်ရတာဘယင်းဆိုတာအဲရုပ်ချောချောဟိုမချောချောလက်ကိုလက်ထပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ဘရင်ဟာကိုယ့်ရဲ့နှလုံးသားကိုဦးစားမပေးရအောင်တိုင်းပြည်ရတာဦးစားပေးရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့တချို့မိဖုရားတွေကပုံနေမှာတကယ်လည်းပဲသူတို့မလှဘူးလည်းဖြစ်နိုင်မယ်ဓာတ်ပုံကင်မရာကြောင့်လည်းပဲအဲ့ခစ်တုန်းကကင်မရာတွေခစ်မစားသေးလို့မလှတာလည်းဖြစ်နိုင်မယ်ပေါ့နော်အခုဆိုရင်လည်းပဲကြည့်ပါလား smart card တွေထုတ်တဲ့အခါကျတော့ကိုယ့်အပြင်ဓာတ်ကူရုပ်ဆိုးနေတာပေါ့နော်အဲ့ကျတော့အဲ့ကင်မရာနဲ့တောင်အခုလက်ရှိကင်မရာနဲ့တောင်ဒီလိုရိုက်လို့ဒီလိုပုံထွက်နေသေးတယ်ဟိဆိုအရင်တော့လှတဲ့မိဖုရားကလည်းပဲခစ်မမီတဲ့ကင်မရာနဲ့ရိုက်လို့ဘယ်လိုပုံထွက်မလဲဆိုတာဒါကတော့ကို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 ပဲကိုချင်းစာပြီးတော့ လက်ရှိလူတွေတွေးစီခြင်းပါတယ်ဟုတ်။အော်လက်ရှိရတော့အဲ့ဒီဟိုဘောအိမ်အောင်ပြုတဲ့ကိစ္စတို့ပေါ့နော်။အဲ့ဒါကြတော့ကိုရီအဖွားတွေလက်ထက်ကလေးရပေါ့နော်။အဖွားပြီးကို့အဖေမေလက်ထက်ကစီကို့အကိုလူလက်စွာရွေးချယ်ပိုင်ခွင့်တော့ရှိပါတယ်။ ဟုတ်အဲ့ဒါတော့ကိုယ့်ကိုစိတ်ကြိုက်ရွေးချယ်ရအခုကတော့အဲ့လိုမျိုးပေါ့နော်နှလုံးသားရေးရကိစ္စတွေအဲ့အခြေရေးကိစ္စတွေအထိကိုတော့မဆော့ဖတ်တော့ပါဘူးအခုလက်ရှိရတာဟုတ်ကဲ့ဟိုအရင်တော့ကတော့ဒီအဖွားတွေလက်ထက်ကတော့အဲ့လိုပေါ့နော်ဟိုဆွေချင်းထိုက်လို့မြတ်တယ်ဆိုလိုလိုပဲအဲ့လိုဝန်းခွဲချင်းပဲပြန်လက်ထက်ရတာပေါ့နော်အဖိုးနဲ့ဖွားဆိုလည်းဝန်းခွဲချင်းတွေပဲပြန်လက်ထက်ခဲ့ရတာပေါ့နော်အဲ့ကြတော့အဲ့ခစ်တွေတုန်းကအထိကတော့သွေးရွေးတွေကမဝေးကြဘူးပေါ့အဲ့လိုမျိုးပေါ့ဟုတ် ိုင်းရာဇဝင်ကားတွေကြည့်တဲ့အခါမှာသူတို့ကလေတမိုင်းဝင်တင်တဲ့အခါမှာစောက်ကြီးနဲ့တင်တာမဟုတ်ဘဲနဲ့ရုပ်ရှင်ကားရိုက်ပြီးတင်ပြီးတယ်။အဲကြတော့ထိုင်းပြည်သူတွေကသူတို့ရဲ့ရာဇဝင်ကိုသူတို့ရုပ်ရှင်ကြည့်ပြီးတော့ပဲသူတို့ကမျိုးချစ်စိတ်တွေထက်သန်ကြတယ်။သူတို့တမိုင်းကဒီလိုရှိပါလားဆိုတာသိရတယ်ပေါ့နော်။နောက်ပြီးတော့တခုရှိတာထိုင်းရာဇဝင်ကားတွေမှာမြန်မာကိုရှင်ရှင်ထိုးပြီးရိုက်ပြတဲ့အခါမှာမြန်မာကိုစုပ်ပြတ်တဲ့နေအောင်ရိုက်မပြအောင် မြန်မာ ው လက်ခံနာတယ်ပေါ့နော်မြန်မာ ው မတရားခံနာပြီးတော့မှဒီလိုခံနာတဲ့မြန်မာနိုင်ငံယူတော်မှာသူတို့ကနိုင်ငဲ့တယ်ပေါ့လေအဲ့လိုမျိုးဟွာဖြစ်တယ်ပေါ့ပြောမယ်ဆိုအဲ့ဒီဟွာဖြစ်တယ်ပေါ့သူတို့အတွက်ကဒါအင်အားကြီးတဲ့လူကိုတော်မှာသူတို့ပြန်နိုင်တယ်ဆိုတော့ဟောပေါ့နော် message တစ်ခုပေးခြင်းတယ်ပေါ့နော်နောက်တစ်ခုရှိတာထိုင်းရဆိုရင်ကားတွေရိုက်တဲ့ခါကျရင်မင်းဆက်တစ်ဆက်သေးဦးမှာပြန်ပြန်မရိုက်ပြအောင် မဆိုအဖေကောက်ရိုက်ပြီးသွားရေဆိုတော့တားကိုနောက်တစ်ချိန်ရိုက်တယ်နောက်ပြီးတားပြီးရင်မြေးအဆင့်ကိုရိုက်တယ်သူတို့ရှိမှကြတော့မင်းဆက်တစ်ခုကိုကြည့်တဲ့အခါမှာဒိုးရီလိုမျိုးတမိုင်းဖောက်စောက်ကိုဖတ်ပြီးတော့ဗောနော်အဲဘယ်မင်းဆက်ကဘာဆိုတော့လူဆိုတာစာဖတ်ရတာပြင်းတယ်လေရုပ်ရှင်ကတကားနဲ့စောက်တုတ်ပတ်ပေးဖတ်လိုက်တယ်ဆိုရုပ်ရှင်မှာကြည့်တော့မှာဗောအဲကြတော့သူတို့ရဲ့ဟိုလှုပ်ဆောင်မှုတွေကောင်းတယ် နောက်ပြီးတော့ခစ်သူတို့ခစ်ကူမှာတောင်ငူခစ်မှာဆိုပြီးဘလို့ဝတ်တယ်။မှာဆိုကိုမောက်ခစ်မှာဆိုဘလို့ဝတ်တယ်ဆိုတော့ခစ်ကာလာကိုရှင်ပြီးတော့လည်းပဲသူတို့ကသူတို့မိဖုရားတွေလည်းဟိုဘယင်းမိဖုရားတွေဝတ်စားပြန်။နောက်ပြီးတော့ပိုစိတ်ဝင်စားဖို့ကောင်းတာတကယ်အချောအလှတွေကိုသူတို့ကတုံးတယ်။လူဆိုတဲ့သဘောတဘာအချောအလှကိုကြိုက်တဲ့သဘောတဘာရှိတယ်မဟုတ်လား။အဲ့လိုဆိုဟဲ့တကယ်အချောအလှမင်းသမီးကိုသူတို့ရဲ့တမိုင်းဝင်တမိုင်းနဲ့ရုံနဲ့အဲ့ရုံနဲ့တူချင်မှတူမယ်လေ။ဒါပေမဲ့လူရဲ့လူရဲ့စိတ်ဝင်စားမှုရအောင်လို့ဆိုပြီးတော့မိမအယုဒ္ဓယာရဲ့အေကရီတို့ဘာလို့ဆိုရိုက်ပြတဲ့ခါကျတကယ် လှဆုံးမင်းသမီးကိုတုံးပြီးတော့ရိုက်ပြတယ်ပေါ့နော်အဲ့ဒါတွေကအဲ့ဒါတွေအတူယူရမယ်ပေါ့ဟောရှိပါတယ်ရှိတယ်ဆိုတော့မှဆိုရင်ကိုရီးယားတော့အဲ့ရုပ်ရှင်ကားကြီးကိုမမိလိုက်ဘူးပေါ့နော်မန်လေးနန်းတွင်းအရေးတော်ပုံဆိုပြီးတော့ပေါ့အဲ့မင်းသမီးကြီးကြီးထေးတို့နဲ့ရိုက်တဲ့ကားမှာပေါ့နော်အဲ့လိုဆိုရင်အဲ့ဟိုပေါ့မြေကုန်းမြင့်ခုန်တိုင်ရေးခင်းတဲ့ဟိုဟာနေဦးပေါ့နော်အဲ့အရေးခင်းကိုရိုက်ပြတဲ့ကားပေါ့နော်အဲ့မှာဆိုရင်တော့အဲ့သူကတမိုင်းနေမှာလွဲနေတဲ့အလွဲတွေ ြတာပေါ့နော်အဲ့မှာဆိုတချို့တွေဆိုရင်ဟိုမင်းတို့မင်းကြီးထွက်ပြေးတဲ့ခန်းဆိုရင်ငပိုက်ကြီးကဂုံပိုးပြီးတော့ပြေးနေတဲ့ဟာတကယ်တမိုင်းနဲ့မှအဲ့လိုမျိုးကြီးမဟုတ်ဘူးပေါ့နော်နောက်ပြီးတော့ဟိုတကယ်လှုပ်ကြံတာဘသူပေါ့နော်အဲ့လိုမျိုးပေါ့ဟိုအတိအကျတော့မမှတ်မိတော့ပေါ့ဒါပေမဲ့လို့တချို့ရုပ်ရှင်အဲ့တကယ်ဟိုသူတို့ငယ်စဉ်တုန်းကမန္လီနန်းတွင်းအရေးတော်ပုံဆိုတဲ့ရုပ်ရှင်ကြီးမှလည်းပဲတကယ်တမိုင်းဖြစ်စဉ်နေနဲ့ကွဲတဲ့ဟာလေးတွေရှိတယ်ပေါ့တကယ်ကတော့ဘလို့ဖြစ်တာဆိုပြီးအဲ့လိုမျိုးတော့ပြန်ပြောရရှိပါတယ်ဟုတ် ဟုတ်ရှိပါရဲ့ရှိတယ်ဆိုတာအဲ့ဒီဟောပေါ့နော်ဟိုမှာဆိုရင်တော့ဟိုပေါ့ဒီဆူရမျိုးတော်တွေရတော့မဟုတ်ဘူးပေါ့လေဟိုပေါ့မူးမက်မျိုးနွယ်တွေရပါဘဘဥတန်းဆိုရင်ဆိုရင်ကုန်းမောင်းအလွန်ပေါ့လေအဲ့ဒါဆိုရင်မြတ်တွေဒီကုန်းမောင်းမင်းဆက်ရဲ့ဒီကိုလိုနီခေတ်မှာ ဟိုဖြစ်ခဲ့တဲ့လူတွေဘောလေကြံခဲ့တဲ့လူတွေဘောဆူတော်မျိုးတော်တွေအကြောင်းသူကခေးစေးတွင်းကြအေးပြီးတော့အခုဘယ်မျိုးဆက်မှာဆိုဘယ်သူစဉ်သက်တယ်ဘယ်မျိုးဆက်မှာဆိုဘယ်သူစဉ်သက်တယ်ဆိုပြီးတော့အဲ့လိုရေးထားရလေလဲရှိတယ်နောက်ပြီးသူကနေပြီးအဲ့လိုဘောဟိုဆူတော်မျိုးတော်တွေရဲ့ဇကားတွေခြားအဲမှာပြောနှုတ်ပြောဇကားတွေခြားထဲမှာဆိုရင်တော့မှာဆိုထီးရနဲ့နန်းရနဲ့ထီးစကားနန်းစကားဆိုပြီးတော့အဲ့လိုထီးနန်းစီရီလေးတွေကိုသူကစာအုပ်ထုတ်ထားရှိတယ်ဗောနော်အဲ့ဒါလေးတော့ရှိပါတယ်ဟုတ်မြန်မာပြည်သူတွေကိုမြန်မာတမိုင်းနဲ့နှိစက်စေခြင်းနဲ့မြန်မာတမိုင်းဆိုတာဘလို့ရှိတယ်ဗောနော်နောက်ပြီးတော့ မြန်မာတမိုင်းကိုအုပ်ချုပ်ခဲ့တဲ့မြန်မာအုပ်ချုပ်ခဲ့တဲ့မင်းအစဉ်အဆက်ကသူ့အကြောင်းအရာနဲ့သူသူ့ခင်နဲ့သူဘယ်လိုမျိုးအုပ်ချုပ်ခဲ့တယ်ဆိုတာကိုသိစေချင်တယ်ပေါ့အဓိကကတော့မြန်မာတွေကိုကိုယ်ယဉ်ကျေးမှုကိုယ်တမိုင်းနဲ့ဟိုပါပေါ့နှိစက်စေချင်တယ်နောက်ပြီးတော့လည်းပဲအဲ့လိုပေါ့ကောလာဟိုပေါ့နော်နှုတ်ပြောစကားတွေကောလာဟာလာတွေပါဆက်ရာဇဝင်နေကြတဲ့မှာဂိမ်းမစုံမဲနဲ့တမိုင်းရာဇဝင်ကိုတကယ်လိလာပါပေါ့နော်တကယ်လိလာစေချင်တယ်အဲ့လိုပဲအဲ့လိုပြောချင်ပါတယ်ဟုတ်